ဖြစ်တော့မမေနောက်ကလိုက်ပြီးအပေးတော့ပေါ့ပံပိုးတာပေါ့နော်သူမျက်ရည်ကျတယ်ဆိုတာလည်းတခါလေးကျတော့အဲ့လိုအကြောင်းလေးတွေပါပါတယ်ဒါပေမဲ့အခုတက်နိုင်ဆုံးတော့တမောင်ကိုဘက်ကပဲပြောမှာသူ့ရဲ့အားနဲ့ချက်ကိုကိုကလိုက်ပြီးတော့လိုက်ဖြစ်ပေးရတာပေါ့အရာရာကတော့ကိုပဲဖေလဲကိုမေလဲကိုပါပဲကိုအတွက်လည်းအောင်မြင်တဲ့ဆိုတော့ဒီအောင်ဖြစ်ချင်လို့မိသားစုကိုလည်းပြည့်ပြည့်စုံစုံထားနိုင်တဲ့နေရာမျိုးဖြစ်ချင်တယ်အင်းဘိုင်ဝိုင်းမှမရှိဘူးဆိုတော့အဲ့လိုဖဖားတွေကိုလည်း အိမ်ဝိုင်းဝိုင်းမိုင်းနေဝယ်ပေးခြင်းနဲ့ဇန်နာနီတော့တကြံတချင်းလေးတဘောတော့ပေါ့နော်ကိုပိုင်းနဲ့လှုပ်ရှင်နေဆိုပြီးတော့အမေမင်းနဲ့ရောအကုန်လုံးနဲ့ပေါ့နော်အခုရေးပေးတာဆိုတမိဦးလေးပေါ့နော်ဦးလေးနဲ့တိုင်ပင်ပြီးတော့အမေတကြံတချင်းလေးတဘောလှုပ်ရှင်နေလို့ဆိုပြီးတော့အဲ့လိုပြောရင်းရနေပြီးတော့လှုပ်ဖြစ်သွားကျမအစကတည်းကသူ့ကိုနုပညာလမ်းကြောင်းပေါ်ရောက်စီချင်တာလေ အဲ့လိုဆိုတော့ဟိုမြန်မာစတားပြိုင်ပွဲမှာစပြိုင်လာခဲ့ရကလေးကိုလည်းကောင်းကောင်းမွန်မွန်ရှင်ပြိုင်နိုင်အောင်ပေါ့နော်အမားရွေးမရှိအောင်လေကိုဘက်ကလည်းဟိုလေ့ကျင့်ပေးခဲ့တယ်ဖီချာဖရီစီတို့ရဲ့လေ့ကျင့်မှုနဲ့အတူ ကိုဘက်ကလည်းအင်းရောက်ရင်အင်းရောက်တယ်လို့သူ့ကို လေ့ကျင့်ပေးခဲ့တယ်အဲ့ဒီအတွက်သူ့ကိုရည်ရွယ်ချက်ကတော့အဆူရောကောင်းတယောက်ဖြစ်စေချင်တာပါ ကျမဆိုရယ်တခြင်းတော့ကိုထက်အများကြီးအစအများစွာအောင်မြင်စေချင်တယ်လေအဲ့လိုမျိုးကိုတည်းကကြတော့ခုလိုမျိုးပေါ့နော်ပက်ပလစ်မှာအထိ မအောင်မြင်ဘူးသူ့ကိုကြတော့သူတို့ခုခေရဲ့အချိန်လေးရဟိုလိုင်းပေါ်မှာလဲ ဒီမှာရှားပြိုင်တာဆိုတော့တချို့ကလည်းတော်တော်များများတော့သိတာပေါ့ဘယ်လိုမျိုးလဲဒီတဲအောင်မြင်စေခြင်း ਨੇ တချင်းလေးတွေကိုလည်းဟိုအမြဲတမ်းလှုပ်ဖို့ရစီစဉ်ရှိတယ်မေမေပေါ့အတူတူဖြစ်နေအောင်မေမေနောက်ကလိုက်ပြီးအပေးတော့ပေါ့ပံပိုးတာပေါ့နော်ခုနောက်ကတော့မြင်လိုက်တာမေမေပဲလीလို့သူမျက်ရည်ကျတယ်ဆိုတာလည်းတခါလေးကျတော့အဲ့လိုအကြောင်းလေးတွေပါပါတယ် သူ့ရဲ့စိတ်ထဲမှာလေအကြောင်းမဲ့တသက်တော့ဘူးမှမငိုပါဘူးဒါပေမဲ့သူလည်းသူ့ခံစားချက်နဲ့သူဆိုတော့သူမျက်ရည်ကျတယ်ဒါပေမဲ့အခုတက်နိုင်ဆုံးတော့တမောင်ကိုဘက်ကပဲပြောမှာသူ့ရဲ့အားနေချက်ကိုကိုကလိုက်ပြီးတော့မိဘဆိုတော့အားနေချက်ကိုလိုက်ဖြစ်ပေးရတာပေါ့ဟုတ်ပြီအရာရာကတော့ကိုပဲဖေလဲကိုမိလဲကိုပါပဲဟုတ်ဒါကြောင့်ဒီစိတ်အားမနေပါဘူးအဲ့လိုဘယ်လောက်ဒီပြတ်ကိုဒါ supporting ပေးရဒီစိတ်တက်ကောင်အပိုင်းနဲ့ပြည့်ပြည့်စုံစုလဲနေရမှာ အများကြီးပေါ့နေရောညာရောပဲအမှန်တိုင်းပြောရရင်သူ့ကြောင့်ကိုတို့လိုပုံကြီးဖြစ်သွားတာပဲသူ့ကိုလေစိတ်ရောလူရောလေကိုကိုကိုလည်းမကြည့်နိုင်တော့အမှန်တိုင်းပြောရင်ကိုကိုကိုမှန်တောင်မကြည့်ဘူးသူ့ကိုပဲသူ့ကိုပဲလှစေခြင်းနဲ့နောက်ဆုံးအဆင့်အဝိစားသွားဝယ်ရင်တောင်မှကို့အတွက်ဆိုပြီးတော့ရည်ရွယ်တာမရှိဘူးသွားဝယ်တိုင်းလဲသူကတော့လေမမေမမေတို့ဝယ်စားလေးဒီနေ့သွားဝယ်ကြအောင်ဆိုသွားလိုက်တယ် အဲ့မှာကို့အတွက်မတွေ့ဘူးသူ့အတွက်ပဲတွေ့တယ်မျက်လုံးထဲမှာသူ့အတွက်ပဲမြင်လာအဲ့လိုမျိုးကျောင်းကတော့နည်းနည်းလောဘကြီးတာပေါ့နော်သမီးနဲ့ပတ်သက်ရင်လောဘကြီးတယ်ကျမကနည်းနည်းကလေးမျက်ရည်ကျရင်စိတ်ထိခိုက်ရင်ကိုပါငိုရတယ်အဲအကြောင်းသူစိတ်ထိခိုက်မဲ့အရာဆိုရင်ကျမဘာတခုမှအဲ့လိုမဖြစ်စေချင်တာပေါ့အဲ့လိုမျိုးပါအခုလည်းသူစိတ်ချမ်းသာအောင်ထားတယ်ဟိုပြိုင်ပွဲကိုလည်းဒီလိုပဲသူ့သဘောတိုင်းပဲအဲ့လိုမျိုး မမေရကြဒီမှာလိုက်လာရဲပေါ့နော်။မအိမ်မှာဖွားနှစ်ယောက်ရှိသေးရဲပေါ့နော်။90ကျော်ရဲ60ကျော်။အဖွား90နဲ့အဖွားနှစ်ယောက်ရှိသေးရဲ။ဆရာဒီပြိုင်ပွဲကိုဆက်ပြိုင်တော့ရလေ။အောင်မြင်ခြင်းပေါ့။အာအောင်မြင်နေဆိုတော့ကို့အတွက်လည်းအောင်မြင်နေဆိုတော့ဒီရောက်ဖြစ်ချင်းလို့မိသားစုကိုလည်းပြည့်ပြည့်စုံစုံထားနိုင်တဲ့နေရာမျိုးဖြစ်ချင်းနဲ့ အိမ်ပိုင်ဝိုင်းပိုင်မရှိဘူးဆိုတော့အဲ့လိုဖဖားတွေကိုလည်းအိမ်ဝိုင်းဝိုင်းပိုင်နေဝယ်ပေးခြင်းနဲ့အဲ့လိုပဲမမေကိုလည်းပြပြဆောင်လုံးထားခြင်းတအားပင်မန်းနဲ့ကိုတွက်နေတဲ့တအားပင်မန်းနဲ့ဟိုကိုငငယ်ကိုအရင်ကနေရမှာနော် coordination နဲ့ခင်ဗျာတအားပင်မန်းလားဆိုတော့တို့လေပင်မန်းမှုတွေမရှိသေးခြင်းတော့ပေါ့နော်ပြပြဆောင်လုံးလေးနဲ့အေးတကယ်လေးစီခြင်း ပြောရရင်မြန်မာစတားပြိုင်ပွဲအတွက်ကအင်းခိုင်တယ်အထိမရောက်လိုက်တဲ့အတွက်တော့အားနာရတာပေါ့နော်အားနာရလဲဆိုတာကဘယ်သူ့ကိုလဲဆိုတော့ကျမတို့ကနယ်ဘက်ကနယ်ဘက်ကဆိုတော့ကျမတို့နယ်ကလိုင်းတိတ်ပြီးတော့စင်မပြေဘူးဒါပေမဲ့သူတို့ကလေမဖြစ်ဖြစ်တဲ့အနေနဲ့အဲတထောင်နှထောင်လေးတွေကိုအမှမူမူကကြောတာပရင်းနေပြိုင်မယ်ဆိုဘုံရုံနေကလေးကကျမတို့နယ်ကလူတွေက ငါမူးမူးဘယ်နဲ့ဖန်တော့ဘုတ်ပေးဖို့ရတော့ဘလို့လဲဆိုဟဲ့လာခဲ့ဟောငါတို့စီကိုလည်းလာခဲ့ဟောဆိုအဲသူတို့အကုန်လုံးဝိုင်းပြီးတော့တထောင်တထောင်စုပြီးတော့အဲ့ဒါကေပေးနဲ့တခါလဲပေးကြတာအဲ့လိုမျိုးဆိုအဲသူတို့တွေကိုတော့အားနာပါတယ်သူတို့တွေကိုအားလဲနာတယ်အဲ့ဒါကြောင့်လဲနောက်ထပ်ကိုဆက်မပြိုင်တော့တာအဲ့ဒါသူတို့ကကိုပြိုင်နေသူတို့နေနေရရုံးကန်ပြီးပေးရမှာလို့ကိုကလဲအားနာတော့လို့နောက်တစ်ခုကဟိုစိတ်ပင်ပန်းရမှာလေခလေးကြတော့လဲအဲ့ကြတော့သူတို့ကိုလဲတနာတယ်အားလဲနာတယ် သူတို့လည်းအားနာတယ်ကိုကိုလည်းသနာတယ်အဲ့လိုမျိုးတွေဖြစ်တာနဲ့ကဲအဲ့ဒါဆိုလဲပြိုင်ပွဲကဘာပဲဖြစ်နေနေတာတော့ဆေးပန်းနဲ့သမီးကိုရဲ့ကံတရားပေါ်လို့ကိုရောက်နိုင်တဲ့အချိန်တွေပဲရောက်ခဲ့တာလို့ပဲတတ်မှတ်လိုက်ပါလို့ဘသူဘသူမှလည်းလေကိုလိုမျိုးအပြစ်ပြောလို့မရဘူးလေနော်ပြိုင်ပွဲဆိုတဲ့အတွက်ကအနိုင်ရှုံးဆိုတာရှိတာဟုတ်အဲ့လိုမျိုးကြောင့်မလို့မပြိုင်ဖြစ်တော့တာပါဒီမစတာကနေအာ ပြန်မစတပြန်ပွဲမှာတမိတို့ပြီးဆုံးသွားပြီပေါ့နော်ဒါပေမဲ့ဒါတမိတို့ပေါ်သွားမဟုတ်ဘူးလေနော်အဲ့တော့တမိကဆက်ပြီးတော့တမိလုဆရာရှိရဲ့လုပ်တယ်တမိလူပညာလုပ်တယ်လည်းဆက်လုဆရာရှိရဲ့အာမြန်မာတန်ဆန်လေးတွေလည်းစုမယ်ဖြစ်ပေါ်လေးတွေလည်းစုမယ်ကိုလုဆရာရှိရဲ့အလုပ်တွေကိုအများအားဖြင့်ကြိုးစားသွားမယ်အများအားဖြင့်လုပ်သွားမှာပါဒါကြောင့်မချစ်ရတဲ့ပြည်သက်ကြီးအားလုံးကိုတမိကိုအားပေးပါချစ်ပေးပါလို့ပြောချင်ပါတယ်